အငြင်းပွားပွဲကက်ရှမီးယားဒေသမှာရှိတဲ့ထိန်းချုပ်ရေးမြင့်တက်ဆောင်မှာပါကစ္စတန်နဲ့အိန္ဒိယစစ်သားတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူတွေကဧပြီ25ရက်ကပြောကြားခဲ့ပါတယ်။ ကက်ရှမီးယားဒေသမှာလူသေဆုံးမှုတွေရှိခဲ့တဲ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ကုလသမဂ္ဂကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့ပြိုင်ဘက်နှစ်နိုင်ငံကိုအမြင့်ဆုံးတည်ငြိမ်မှုကိုပြသဖို့တိုက်တွန်းခဲ့ပြီးတဲ့နောက်အခုလိုအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဧပြီ22ရက်ကအိန္ဒိယဗက်ချမ်းမှာရှိတဲ့ကက်ရှမီးယားမှာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးလူ26ဦးသေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာအရဲသားတွေကိုပြစ်မှတ်ထားပြီးဒေသရင်းခီးသွားလုပ်ငန်းကိုအထိနာစေခဲ့ပါတယ်။အခုဖြစ်ပွားတဲ့တိုက်ခိုက်မှုဟာစစ်သွေးကြွတွေနဲ့စစ်သားတွေအကြားပုံမှန်ဖြစ်လေ င်ဖြစ်ထရှိတဲ့အသေးစားတိုက်ခိုက်မှုတွေနဲ့ကွဲပြားခြားနာပါတယ်။အိန္ဒိယကပါကစ္စတန်အစိုးရကိုနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုဝါရကိုထောက်ပံ့ကူညီပေးနေတယ်လို့ဆွဆဲပြောကြားတာနဲ့အတူနှစ်နိုင်ငံဆက်ဆံရေးဟာနှစ်ပေါင်းများစွာအတွင်းအနိုင်ဆုံးအဆင့်အထိကျဆင်းနေခဲ့ပါတယ်။ပါကစ္စတန်ဗတ်ချမ်းမှာရှိတဲ့ကက်ရှမီးယားဒေသကအစိုးရတာဝန်ရှိသူ Sirat F. Phalke Lani ကဧပြီ25ရက်ကပြောပြချက်အရာ နှစ်နိုင်ငံကိုပိုင်းခြားထားတဲ့ထိန်းချုပ်ရေးမြင့် LOC တက်ရှောင်းမှာနှစ်နိုင်ငံတပ်ဖွဲ့တွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အရဲသားတွေကိုပြစ်ခတ်တာမျိုးတော့မရှိပါဘူးလို့၎င်းကထပ်မံပြောကြားခဲ့ပါတယ်။အသေးစားလက်နက်တွေနဲ့ပြစ်ခတ်မှုအကန့်အသတ်ဖြစ်ပွားကြောင်းအိန္ဒိယစစ်တပ်ကအတည်ပြုထားပြီးဒီပြစ်ခတ်မှုတွေဟာပါကစ္စတန်ဘက်ကစတင်ခဲ့တာဖြစ်တာကြောင့်၎င်းတို့ဘက်ကထိရောက်စွာပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ဧပြီ24ရက်မှာ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတက်ဖန်ဒူဂျာရီက နှစ်နိုင်ငံကြားပြည်ထောင်နာတွေရှိနိုင်ကြောင်းနဲ့၎င်းတို့ကိုနှုံးနှစ်ဖက်စည်းဆက်ညှိနှိုင်းမှုကနေတဆင့်ငြိမ်းချမ်းစွာဖြေရှင်းတင်ကြောင်းပြောကြားခဲ့ပါတယ်။အိန္ဒိယရဲတပ်ဖွဲ့ကပါဟေဂန်မြို့မှာရှိတဲ့အထင်ကရခီးသွားနေရမှာအရက်သား26ဦးသေဆုံးစေခဲ့တဲ့ဖြစ်စဉ်မှာတနက်သမား3ဦးရဲ့ကနှုံးဟာပါကစ္စတန်နိုင်ငံသားဖြစ်ကြောင်းဖော်ထုတ်ခဲ့ပြီးတဲ့နောက်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီက တနတ်သမားတွေကိုကဘာအဆုံးထိချိန်မုံသွားမယ်လို့ခရီးပြုပြောကြားခဲ့ပါတယ်။ကျွန်တော်တကဘာလုံးကိုပြောကြားလိုတာကအိန္ဒိယဟာအကြမ်းဖက်သမားတိုင်းနဲ့သူတို့တွေကိုကြောထောက်နောက်ခံပေးနေတဲ့သူတိုင်းကိုဖော်ထုတ်ခြေရာခံပြီးအပြစ်ပေးသွားမှာပါလို့မိုဒီကဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ပြောကြားတဲ့ပထမဆုံးမေကောမှာဆိုပါတယ်။ပါကင်စတန်ကတော့၎င်းတို့နဲ့ပတ်သက်မှုကိုညှင်းဆိုထားပြီးပါဟေဂမ်တိုက်ခိုက်မှုဟာပါကစ္စတန်နဲ့ဆက်နွယ်နေကြောင်းကြိုးပမ်းမှုတွေကိုအလေးမထားပဲအိန္ဒိယရဲ့အရေးယူမှုတွေကိုတုံ့ပြန်သွားမယ်လို့ခရီးပြုပြောကြားခဲ့ပါတယ်။